21.1 kWh ဘက်ထရီတက်ထားပြီး CLTC Rich 180 km ထိမောင်းနိုင်တဲ့ Nissan N6 PHEV ကိုတရုတ်စီးကွက်မှာစာရောင်းနေပြီလို့သိရပါတယ်။တောင်ဖန်နဲ့ Nissan တို့ရဲ့ဖက်ဆက်လုပ်ငန်းစုကနေထုတ်လုပ်ထားတဲ့ဒီကားကို နိုဝင်ဘာ13ရက်ကစီးကွက်ထဲစာရောင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီကားဟာ Black and Hybrid PHEV မစ်ဆိုင်စီးတဲ့အမျိုးအစားကားဖြစ်ပြီးလာမယ့်ဒီဇင်ဘာ၈ရက်နေ့မှာတရားဝင် ရောင်းချဖို့စီစဉ်ထားတယ်လို့ကုမ္ပဏီကကြေညာထားပါတယ်။ဒီကားကိုအရင်ကထုတ်ထားတဲ့ Nissan N7 ရဲ့ Taiyam design အပေါ်မှာပဲအခြေခံတိဆောက်ထားလို့ကားနှစ်စီးရဲ့ design ဘိုင်းကသိပ်ကွာချမှုမရှိလာဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ထူးခြားချက်ကတော့ဒီကားဟာတောင်ဖန်နဲ့ Nissan တို့ရဲ့ဖက်ဆက်လုပ်ငန်းစုကနေပထမဆုံးထုတ်လုပ်လိုက်တဲ့ PHEV ဖြစ်နေတာပဲဖြစ်ပါတယ်ရှင်။ ကားအရွယ်ဆောင်ကြည့်ရင်တော့အရှိနောက်ရှိ4837မီလီမီတာပညာကျိ1885မီလီမီတာ အမြင့်1497မီလီမီတာနဲ့ခွေးပစ်2815မီလီမီတာရှိနေတော့တွေ့ရပါတယ်။အရင်ကထုတ်ထားတဲ့ N7 နဲ့အရွယ်ဆောင်ချင်းရှင်ကျင်းတော့နည်းနည်းသေးရဲ့မစ်ဆိုင် Black and Hybrid ကားပဲဖြစ်ပါတယ်။အပြင်ပိုင်းဒီဇိုင်းကိုကြည့်ရင်တော့ရှေ့ပိုင်းမှာအပိတ်ဒီဇိုင်းဖြစ်တဲ့ Close of Front Fascia နဲ့ထပ်လာပြီးရှေ့မီကြီးတွေတကားလက်ကင်တွေက Hidden Doll Hunters ဖြစ်သွားပြီးအနောက်ပိုင်းဒီဇိုင်းကတော့အရင်အားထုတ်ထားတဲ့ N7 နဲ့ထူးထူးခြားခြားကွဲပြားတာမျိုးမရှိတော့တွေ့ရပါတယ်။အသွေးမဲ့ခြားကျင် Port ကတော့အနောက်ဘက်မှာထပ်ထားသလိုပိန်းတွေက16လက်မနဲ့18လက်မအရွယ်စားနဲ့ထွက်လာပါတယ်။ပိန်းတွေမှာတက်ထားတဲ့တာယာတွေက225 55R17 နဲ့225 50 R18 ဆိုပြီးအမျိုးအစားမတူအောင်ခွဲထားပါတယ်။ အင်ဂျင်အပိုင်းကိုကြည့်ရင်တော့မြင်းကောင်ရေ100ကောင်အား85ကီလိုဝက်အားရှိတဲ့1.5လီတာ naturally aspirated တက်စီအင်ဂျင်ကိုတက်ထားပါတယ်။ မော်တာပိုင်းကိုကြည့်ရင်တော့မြင်းကောင်ရဲ့211ကောင်အားရှိတဲ့155ကီလိုဝက်အနောက်မော်တာတစ်လုံးတက်ထားတာကိုတွေ့ရပါတယ်။ဒီမော်တာကိုမောင်းနေနိုင်ဖို့အတွက်လီသီယံဖော့စပိတ် LFP ဘက်ထရီကိုသုံးထားပြီးတခါအားပြည့်သွင်းပြီးရင်သွားနိုင်မဲ့ CLT series 180ကီလိုမီတာတိရှိတယ်လို့ကုမ္ပဏီကပြောထားပါတယ်။ဒီကားဟာတရုတ်ပြည်တွင်းစေကွက်မှာတော့သူ့အမျိုးအစားနဲ့တူတဲ့ Nissan Sedan ကားတွေနဲ့ဈေးကွက်ပြန်ဆိုင်ရဖို့ရှိနေပါတယ်ရှင်။ မြမလျက်စိတ်ကတင်သွင်းခွင့်မူဝါဒရ Black and Hybrid ကားတွေကိုတင်သွင်းခွင့်မပြုသေးတဲ့အတွက်လက်တလုံးအခြေအနေတွေမှာဈေးကွက်တွေရောက်လာဖို့မရှိသေးပါဘူးရှင်။